ဲ့ကြတော့စုပေါင်းလိုက်လို့ရှိရင်အဲ့ဒါကိုဘာလေးပါးခေါ်လို့ဆိုရင်ပရမတ္ထတရား၄ပါးတဲ့ဘာလေးပါးအဲယန်းတန်ဃာတွေကတော့သိပြီးသားဒုသူတော်စင်တို့မသိတာနော်အာဒီကတော့လဲတင့်ညိုပြန်သိနေပါပြီလို့ယန်းတွေကထင်မှာနော်ယန်းတော်များကြတော့ဥစဉ်တို့ကကိုရင်ပေါ့စကလည်းမှစပြီးအဲ့ဒါကစသင်ရနော်ကိုရင်ပေါ့စသိတော့မသိဘူးရှိကဆရာသမားကပို့ချသွားတယ် အဲ့ဒါကာမဝဆရံရူပဝဆရံအရူပဝဆရံဆိုဘာတွေတော့မှဝဆရဝဆရနဲ့ဆိုတာဆိုသွားတယ်မြန်မာလူနားမလည်နော်ဒါပေမဲ့ကိုရင်ပေါ့စဆိုတော့ဆရာလည်းပြန်မမေးရဘူးဒီတိုင်းနဲ့သူစာပြီးသွားကြတယ်နော်အေးဒါပေမဲ့အသက်ရွယ်လေးကြီးလာတဲ့ကစီးစနစ်တကြလေးလိလာကြည့်တော့ဘီးဓမ္မကတော်တော်စိတ်ဝင်စားစရာကောင်းတာဟုတ်လားနော်ဒါပေမဲ့ဘာကြောင့်လူတွေသိပြီးတော့မလိလာတာလဲလို့ပြောရင်ခတ်လို့ပြည့်တယ်ဘာလို့လဲခတ်လို့ ဒီလူရဲ့တဏ္ဍာမှာရှိတဲ့အခုတရားလေးတွေကိုလိုက်ပြီးတော့ကြည့်တော့ရုပ်တရားရှိတယ်နာမ်တရားရှိတယ်ရုပ်မလဲရုပ်သက်တတ္တန်ရှိတယ်နာမ်မလဲပဲနာမ်တတ္တန်ရှိတယ်ဒါလေးနဲ့လည်းပတ်ပြီးတော့အဲ့ဒါလူဘဝဆိုတာရှင်သန်နေကြတယ်နော်ရှင်သန်နေတဲ့တဲကသိဖို့ရသည်ရုပ်တရားကတော့တင့်လွယ်သေးတယ်ဘယ်တရားပူခတ်တယ်နာမ်တရားကပူပြီးတော့ခတ်တယ်နာမ်တရားကျတော့သိဖို့ရလွယ်လား မလွယ်ဘူးအဲ့ဒါကြာကြာကြာနန်းနာ သင်ပေးမှရတယ်ဟုတ်လားတို့သူတော်စင်များစိတ်ဝင်စားရင်ဘယ်စာအုပ်ကိုဖတ်တင်တယ်လဲလို့ပြောရင်နော် သင်ဂျူဘာသာတီကာကိုဖတ်တင်တယ်ဟုတ်လားဘာဘာသာတီကာလဲလေသင်ဂျူစလုံးပေါင်းတယ်လားဟုတ်လားဂလိုဂလောင်းကြီးဖြစ်နေတော့မပေါင်းတတ်လောက်ထင်လို့နော်သင်ဂျူဆိုတော့သဟုတ်လားဟိုဘက်ကဂငင်ရရေအပေါ်ကလုံကြီးတင်လေးပါတယ် နော်နဘေးမှလည်းပဲဘာလေးပါအသက်လေးပါသေးတယ်တချောင်းမြင်လေးရလည်းပါသေးတယ်ဘုဘကြတော့ဘာလေးပါဟာလေးရလည်းပါသေးတယ်ဟုတ်လားမပါဘူးလားအန်တန်ကဟာနော်အေးအဲ့ဒီသင်္ကျုဘာသာတိကဆိုဘယ်ဆရာတော်ရေးတယ်ဆိုရင်ဆရာတော်ဥဇနကရေးတယ်ဘယ်ဆရာတော်ရေးလဲဆရာတော်ဥဇနကရေးတယ်အဲ့ဒီစာအုပ်ကိုဖတ်ကြည့်အဲ့ဒါဆိုရင်ကျမ်းနေတဲ့စိတ်တွေနှုတ်သွားလိမ့်မယ်ဘာဖြစ်မလဲကျမ်းနေတဲ့စိတ်တွေနှုတ်သွားလိမ့်မယ် လူပြီးသားစိတ်အစင်းစင်တက်လာလိမ့်မယ်။တစ်စင်းတစ်စင်းမြင့်မြင့်လာလိမ့်မယ်နော်။အဲ့ဒါမျိုးလေးလာခြင်းနဲ့ဆိုရင်ဘာသာောက်တယ်လို့တင်းညူဘာသာတီကာကိုဖတ်ပြပါဟုတ်လား။အဲ့ဒီတင်းညူကိုနားမလည်သေးပဲနဲ့ပဋ္ဌာန်းသွားနားထောင်ဘာမှမသိဘူးဟုတ်လားနော်။သိပါမလား။အဲ့ကြတော့အဘိဓမ္မာကဘယ်နှကျမ်းရှိလဲ။အဘိဓမ္မာဘယ်နှကျမ်းရှိလဲ။ခုနှစ်ကျမ်းဘာကျမ်းနေရှိ။အာ ဒီဓမ္မကောင်လက်ကချိုးတော့မလို့ပြင်းနှုံးစီတယ်ဘာကျမ်းနေရှိရဲ့တိပါတယ်လေတိတိပါပဲဗျာဟုတ်လားတိကပါတယ်ဓမ္မသင်္ကနီကျမ်းနဲ့ဘာကျမ်းနဲ့လဲဓမ္မသင်္ကနီကျမ်းဝိပင်ကျမ်းဓာတုကထာကျမ်းပုဂ္ဂလပညာကျမ်းကထာဝုဒ္ဓကျမ်းယမိုက်ကျမ်းပဋ္ဌာန်းကျမ်းနဲ့ဘယ်နှကျမ်းရှိလို့ကြည့်ပါဦးတစ်ခေါက်လောက်ဓမ္မသင်္ကနီကျမ်းဝိပင်ကျမ်း ဓာတုကထာကျံပုဂ္ဂလပြညက်ကျံကထာဝုထုကျံယမိုက်ကျံပဋ္ဌံကျံနဲ့ဘယ်နှကျမ်းရှိအဲကုသိုလ်ရပါအောင်ခုနှစ်ကျမ်းနာမည်လေးထဲရစာရီမသိတာပါသားသောင်းနာမည်လေးတော့မသိသင့်ဘူးလားအဲလှုပ်လိုက်ကြမအောင်တစ်ခေါက်လောက်ပါလဲတော့ဟာစတာထွက်တဲ့စလုံးကအစင်မပြေဘူးဖြစ်ဟုတ်လားဓမ္မသင်္ကနီတဲ့ပါလဲလေဓမ္မသင်္ကနီကျမ်းဆိုတော့ကြ ပြတ်ကြပါကျမ်းတယ်ဝီပင်ကျမ်းပြတ်ကြဓာတုကထာကျမ်းပြီးတော့ပုဂ္ဂလပြည့်ညက်ကျမ်းပြီးတော့ကထာဝုထုသွားလိုက်ကထာဝုထုကျမ်းပြီးတော့ယမိုက်ကျမ်းပဋ္ဌာန်းကျမ်းလေကဲနည်းနည်းလေးရမ်းကြည့်လိုက်တော့မဟုတ်ဘယ်နှကျမ်းရှိတာလဲခုနှစ်ကျမ်းရှိတာဟုတ်လားအင်းအဲ့ဒါပိဋကတ်သုံးပုံဆောင်ထားတဲ့ဆရာတော်များအံ့ဩဖို့မကောင်းဘူးလား อืมตาวนำเมตองกูมันเน่ฮอล่ะนะအထေရရပါလာတော့ဥစဉ်တို့လည်းမရဘူးဒါအတိပရိကတွေပြန်ထားတဲ့ဘုန်းကြီးမျိုးတော်လို့ရတာဥစဉ်တို့ကလူတော်ထဲမပါဘူးနော်အေးတော်တဲ့ဘုန်းကြီးများကတော့အဲ့ပိဋကတ်တွေကိုကြက်မှတ်သွားတယ်ဆရာတော်ကြီးဆိုရင်ဆရာတော်မင်းကုန်းဆရာတော်ကြီးပိဋကတ်သုံးဖို့ဘယ်နှစ်နှစ်နဲ့ပြီးသွားဟောဗျာဘယ်နှစ်နှစ်ပြီးသွားလဲအထုပ်ပတ်တိလေးတွေပါလေးတွေဖတ်ပြီးဒါမှအားကြလို့ကောင်းတာ၄နှစ်နဲ့ပြီးသွားတာဘယ်နှစ်နှစ်နဲ့ပြီး လေးနှစ်ထဲနဲ့ပြီးသွားတာပြိကတ်သုံးဖို့လွယ်ရဲ့လားမလို့ဒီတိုင်းပူဇော်ဖို့ကမလို့စောင့်ကြည့်ပြီးတော့နော်စောင့်ကြည့်ဖတ်တာတော့အသင်ပြေဖို့ရသိမ့်မလို့ဘယ်နှစ်နှစ်နဲ့အပြီးပြန်သွားလဲလေးနှစ်နဲ့နောက်တစ်ခါကျတော့ဆရာတော်ဥတုမင်္ဂလာဘယ်နှစ်နှစ်နဲ့ပြန်သွား၅နှစ်နဲ့ပြန်သွားဘယ်နှစ်နှစ်လဲ၅နှစ်နဲ့အကုန်ပြီးတယ်နော်အဲကြောင့်၅နှစ်နဲ့ဆိုတိပိဋကတွေထဲမှာအသက်ငယ်ဆုံးပြီးသွားတဲ့ဆရာတော်ပဲဆရာတော်ရောဆရာတော်လား ဥတည်ရင်လားဘယ်ဆရာတော်ဥနေမိန်လားဘယ်ဆရာတော်အငဲဆုံးပြီးသွားလဲဥတုမင်္ဂလာပြီးသွားတာဟုတ်လားဘယ်ဘယ်သူတဲ့တော့ဆရာတော်ဥတုမင်္ဂလာတဲ့တက်တော်28နှစ်နဲ့ပြီးတာဒိဋ္ဌိဘယ်နှစ်နဲ့ပြီးတာ28နှစ်တဲ့နော်ထိုင်တော်အမြဲတမ်းဝှေ့ချနေဖို့ကောင်းနော်28နှစ်ဆိုတဲ့ယူရလူဘဝဆိုတော့ယံကောင်းလို့ယူရရှိသေးတာမယံဘူးလားအမျိုးသားလည်းပဲအတူတူအမျိုးသမီးလည်းအတူတူအဲ့ချိန်မှာ နော်တကယ်အရွယ်ကောင်း29နှစ်အရွယ်တင်ပြီးသွားရဲ့တနေ့တနေ့ကြက်နှုံးလဲကြည်ကြည်လံစာမျက်နှာအစိတ်ဆိုတော့နော်ဘလောက်ဘလောက်ပြီးလဲတရက်တရက်ကိုစာမျက်နှာအစိတ်ပြီးတယ်ဘလောက်ပြီးရာကြည်ဖို့ဒီတိုင်းဖတ်တာတော့မလွယ်ဘူးဟုတ်လားနော်တနေ့တနေ့ကိုစာမျက်နှာအစိတ်ပြီးတယ်ဆရာတော်ကအဲ့ဒါကြက်တယ်เจ้าหมดตู้เปลี่ยนเนี่ยคาจะတော့လဲရှင်းပိုင်းနောက်ပိုင်းခါတဲ့တွဲပြီးတော့ရေအာကုန်ရေးပြီအာကုန်ရေးပြီအာကုန်ရေးပြီ ်တနည်းကိုနှစ်တန်းအောင်ဈေးတယ်ခဏတန်းအောင်တယ်တနည်းတနည်းကိုနှစ်တန်းအောင်ပြီးတော့သူကတခါတည်းပြီးချသွားတာအဲ့ဒါတိပိဋကတဲ့မယ်29နှစ်နဲ့ပြီးတာလူတစ်ပါးတည်းနော်ချီးကျူးစရာမကောင်းလားအေးအဲ့ဒါမျိုးတွေသိချီးကျူးစရာကောင်းလားအဲ့ဒါစာကြက်လုံးလို့လာတော့မသိဘူးပြန်တော်မူသွားပြီဒီတဲ့နော်ဘယ်နှစ်နဲ့60ကျော်နဲ့ပြန်တော်မူသွားတာနော်60ကျော်နဲ့ပြန်တော်မူသွားလိုက်တယ်ပြန်တဲ့ဒီပိဋကတွေလေအဲဒါကြောင့်ဒီပိဋကဖြစ်ဖို့ရလွယ်လား ခုဒီမဲ့ကြည့်လိုက်တော့ဓမ္မသင်္ကနီဝိဘင်ဓာတုကထာပုဂ္ဂလပညာကထာဝုတ္ထယမိုက်ပဋ္ဌံဘယ်နှကျမ်းရှိလဲခုနှစ်ကျမ်းရှိတယ်အဲ့ဒီခုနှစ်ကျမ်းကိုဒုသူရောစင်တို့နားလေခြင်းယင်ပထမဥဆုံးအစစ်ဘာကိုလေ့လာရမလဲတင့်ကြူလေ့လာရမယ်ဘာကိုလေ့လာရမလဲတင့်ကြူကိုလေ့လာရမယ်တင့်ကြူဘာသာတီကာကိုဖတ်နားလည်နိုင်တယ်ဆရာတော်ကမြန်မာသာအရေးသာကောင်းတယ် အင်္ဂလိပ်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်များကတော့ဘယ်စောက်ကိုဖတ်မလို့တဲ့ဒေါက်တာမင်းတင်မွန်ရဲ့နော်အင်္ဂလိပ်အဘိဓမ္မာရှိတယ်နော်ဒေါက်တာဘူးလဲဒေါက်တာမင်းတင်မွန်ရဲ့အဲဒီအင်္ဂလိပ်လိုရေးထားတဲ့စာအုပ်ရှိတယ်အချင်းရလို့ဒုတိယတော်စင်များကအဖွဲ့စည်းတောင်းတောင်းနဲ့တင်ညင်တယ်ဆိုရင်ဥစဉ်လို့တင်ပေးလို့ရပါနော်တယောက်နှစ်ယောက်တော့မလာနဲ့နော်တယောက်နှစ်ယောက်နဲ့လာလို့ရှိရင်နောက်ပိုင်းကျတော့စတင်ပေးတော့ကတော့ ဒဂါကြီးတယောက်ဦးဇင်းတို့စီရောက်လာရှင်ဘုရားတပည့်တော်အင်္ဂလိပ်သာဟိုအဘိဓမ္မာသင်ခြင်းလို့ပါဗျာအဘိဓမ္မာကိုစိတ်ဝင်စားတယ်ဘာကစလေးလာရမှာဒဂါကြီးသင်ညူကစလေးလာရမယ်လို့ပြောလိုက်အဲ့လို့ဆိုတပည့်တော်သင်ခြင်းมาတယ်ဗျာစပြီးတာထွက်တုန်းကတော့ဟုတ်နေတာပဲနောက်ပိုင်းကျတော့ဘလို့ဖြစ်လောင်တော့ तू ကသင်ခြင်းလို့မဟုတ်ဘူးကိုကပို့ချခြင်းလို့ဖြစ်သွားတယ်နော်ကိုကပို့ချခြင်းလို့ဖြစ် तू ကကျဲသေးတွေကိုင်းနေတာနော် သူကဈေးကင်လိုက်လာတကယ်တမ်းကသူ့အတင်ပေးတာလားကိုကတင်ယူတာလားသူ့ကိုကိုကတင်ပေးရတာစတင်ကြတာကသူကတပြည့်အနေနဲ့ပဲနောက်ပိုင်းသူ့မလာမှာကိုကစိုးရိမ်လာတခါကြီးကပေါ်မလာလို့စောင့်နေရတယ်စောင့်နေရပြီအဲ့လိုဖြစ်ပြီးသိမ့်မကြလိုက်တင်နှံပြီးသွားနော်အဲ့ဒါကြောင့်တင်နှံမြန်တကယ်လိုက်ချင်တယ်ဆိုရင်အဘိဓမ္မာကိုပါဠိလိုပဲဖြစ်ဖြစ်မြန်မာလိုပဲဖြစ်ဖြစ်အင်္ဂလိပ်လိုပဲဖြစ်ဖြစ်ဦးဇင်းတို့ဒီမှာလာပြီးတော့သင်ယူလို့ရပါနော် အင်္ဂလိပ်လိုလေ့လာမယ်ဆိုလို့ရှိရင်တော့အင်္ဂလိပ်စာအခြေခံကောင်းပြီးသားပုဂ္ဂိုလ်ဖြစ်တယ်ဆိုရင်အင်္ဂလိပ်လိုလေ့လာရင်ဘလောက်နဲ့တင်ပြီးမလဲလို့ပြောရင်3လလောက်ဆိုပြီးပါတယ်နော်ကိုးပိုင်းလုံးပြီးမှာဘယ်နှပိုင်းရှိလဲ chapter 9ရှိတယ်နော်ကိုးပိုင်းရှိစိတ်ရဲ့သဘောတဘာဝဆိုရင်လည်းစိတ်ရဲ့သဘောတဘာဝကိုအင်္ဂလိပ်လိုအကုန်လုံးနော်သူကပြောပြထားတာတွေရှိတယ်3လလောက်သင်လို့ရအခွက်သီးနဲ့ တကယ်လို့ကြကြနန္နာသိဉ္ဉင်လို့ရှိရင်လာပြီးတော့လျှောက်ထားလို့ရပါတယ်။အဲ့ဒီသိဉ္ဉူတက်သွားမှဒုသူတော်စင်တို့ဘာနားလဲမယ်ပြောရင်ဓမ္မသင်္ကနီကိုနားလဲမယ်၊ဝိဘင်းနားလဲမယ်၊ဓာတုကထာနားလဲမယ်၊နောက်တော့ကပုဂ္ဂလပညာနားလဲမယ်၊ကထာဝတ္ထု၊ရှင်မိုက်ပဋ္ဌံကိုနားလဲမယ်။ခုဆရာတော်တွေညွတ်နေတဲ့ကနားလဲလား။မလဲဘူးကုသလောဓမ္မောကုသလသဓမ္မတ။ဟောနားထောင်လို့တော့ကောင်းတာပဲနော်။ ကုသလောဓမ္မောကုသလတာဓမ္မတာဟောဘုကအနန္တရာဓမ္မျိုးတော့အနန္တရာပစ္စေနာပစ္စယောသမန္တရာပစ္စေနာပစ္စယောသိုနေကြတာကြရူပိနောဓမ္မအရူပိနံဓမ္မနံဆိုနားထောင်လို့တော့ကောင်းတယ်ဘာကရူပိနောဖြစ်ပြီးဘာကအရူပိနောဖြစ်တာလဲသိလားမသိဘူးအဲ့ဒါဘာလူတာလဲပြောရင်တင့်ကျူလူနေတာဘာလူတာလဲအင်းအဲ့ကြောင့်မို့ဒုသူတော်စင်မြတ်တင့်ကျူကိုစပြီးတော့လိလာအဲ့ဒါဆိုရင်တဖြည်းဖြည်းနဲ့စိတ်ဝင်စားသွားလိမ့်မယ်နော် အဲကြတော့အဘိဓမ္မာကုဘယ်နှကျမ်းလဲလေခုနှစ်ကျမ်းရှိဘယ်နှကျမ်းရှိခုနှစ်ကျမ်းရှိတဲ့တွေကသာသနာကြီးကွယ်လာလို့ရှိရင်ဘယ်ရကစပြီးတော့ကွယ်မလဲလို့ပြောရင်ခုနှစ်ကျမ်းထဲမှာနောက်ဆုံးဖြစ်တဲ့ပဋ္ဌာန်းကစကွယ်မှာတိတိဘယ်ရစကွယ်ပဋ္ဌာန်းကစကွယ်မှာဘာလို့ပဋ္ဌာန်းစကွယ်တာလဲလို့ပြောရင်နားလည်းမရမခတ်ဘူးလားခတ်တယ်အောက်ကဆက်ဆက်မှမရှိရင်အဲ့ဒါခက်ခက်လာတဲ့အတွက်ကြောင့် လူတွေကနားမလဲနားမလဲတော့စိတ်မဝင်စားစိတ်မဝင်စားတဲ့ခါကျတဖြည်းဖြည်းနဲ့အသုံးပြမှုနည်းနည်းရင်နည်းရင်နဲ့စောက်ကဗီယိုတွေကနေအပြင်မထွက်တော့နော်ဗရဲမှာပဲသတင်းသုံးနေလေဗီယိုတွေမှာပဲသတင်းသုံးပြီးအပြင်ရောက်မလာတော့သာသနာ क्वे တယ် क्वे တယ်ဆိုတာစောက် क्वे တာဟုတ်ရဲ့လားစောက် क्वे တာမဟုတ်ဘူးဟုတ်လားစောက်တွေ क्वे သွားစီရီတွေကြံသေးတယ်နော်ခုကကစီရီတွေနဲ့လောက်တာမရှိဘူးလားအေးစီရီတစ်ချက်ဆိုလို့ရှင်ပါဠိတော်ထက်ကရာတီကာအကုန်ရှိတယ် ွန်ပျူတာထဲမှာ install လာတာ mount ထည့်လိုက်ပြီးတော့ကိုလိုချင်တဲ့ပါဠိကိုတင်းပြီးတော့လေ့လာလို့ရသာသနာ क्वे တယ်ဆိုတာပစ္စည်းပစ္စယ क्वे သွားတာမဟုတ်အတိ क्वे တာဘာ क्वे တာလဲဘုရားဘာသာဖြစ်တာတော့မှန်နေအဲ့ဒီပဋ္ဌံသွားမိကြည့်ဘာမှ မသိတော့ရင်သွားတာပဲဟုတ်လားနော်စိတ်သွားမိကြည့်လိုက်တယ်ဘာမှမသိတော့ရင် စေတသိက်သွားမိကြည့်လိုက်ဘာမှမသိတော့ရင်အဲ့ဒါဘာဖြစ်သွားလဲသာသနာ क्वे တာ အဲ့ဒါကိုယင်သွင်းသာသနာ क्वे တယ်လို့ခေါ်ရတယ်။ဘာသာသနာ क्वे တာလဲလေ။တနည်းအားဖြင့်ပြောရင်အစ္ဆဒသာသနာ क्वे တာ။ဘာ क्वे တာလဲ။အေးအဲ့ဒါကြောင့်ဦးဇင်းတို့ကတရားပွဲတွေအခုကျင်းပတဲ့အခါဒီလိုလေး